ကောင်းတဲ့လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အဖြတ်အမောက်ဆိုတာတွေကပေါ်လာတတ်တယ်ပေါ့နော်လောကမှာဘာဖြစ်လို့ရောဆိုအကောင်းကိုလူတိုင်းမကြိုက်ကြဘူးလူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမှဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တရားရှိတယ်တူတူတယောက် တိုးတက်သွားမှာကိုဘလိုလာတဲ့စိတ်အိတ်သာဆိုတာလူတယောက်ခြိကွက်တိုးတက်သွားလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်အဲ့ဒီတရားဟာလူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်ပေါ့ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့ တရားတော်ကိုကျင့်ကြံကြုတ်ကိုအာထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုခြေကျက်မှုကိုမြင့်မြတ်ခြေကျက်တဲ့ခုံရီချင်းတွေကိုရရှိမှုကို မလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လိုက်မယ်ဆိုရင် လောကမှာအနောက်ဆက်ကင်းပြီးတော့ချိဝတ်တုတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ရှက်ကရှိတယ်အဲ့ဒီနေရာမှာလည်းစဉ်းစားကြည့်ရမှာတော့ခစ်ဆိုတာမျိုးမျိုးရှိတဲ့တည်းခစ်ဆိုခစ်ကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စာပေကျမ်းမှာဆိုထားတဲ့ခေတ်ကာလကို ရှုခ၄မျိုးနဲ့ဖော်ပြထားတာရှိတယ်။ကတ္တယုခတရိတာယုခတွာပရာယုခနဲ့ကလိယုခလို့ပုရဝဒကျမ်းစာမှာတော့မဟုတ်ဘူး။အိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကဋဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခလိခိနဲ့ပိုင်းခြားပြီးတော့ဖော်ပြထားတယ်။အဲ့တော့ဗုဒ္ဓရဲ့ ခေါ်ပြောချွတ်နေလည်းပဲစီးမြော်တယ်ပေါ့ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကလူလောကကြီးဟာ ကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေထားရှိတယ်ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းညှိရှာသွားတာရှိတယ်လို့ဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုညှိရှာသွားတဲ့အချိန်ကာလမျိုးရှိတယ်အဲ့တော့မတည်ငြိမ်ဘူးပေါ့ အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည့်လိုက်ပဲဆိုရင် လောကမှာရှိတဲ့လူသားတွေဟာလေးပုံပုံလေးပုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကို လူတိုင်းလူတိုင်းဟာကောင်းမွန်တဲ့စိတ်ထားတွေနဲ့အိမ်တမသားကြတာယာအေးချမ်းတဲ့အချိန်ပိုင်းကို ကတ္တယုကခေတ်လို့ခေါ်တယ်လူကိုလေးပုံပုံ လေးပုံသလုံးဟာလူကောင်းတွေကြီးပဲနော်အဲ့ဒီထဲကနေတဖြည်းဖြည်းရော့ကြလာတဲ့အခါမှာလေးပုံထဲမှာဆွမ်းဆန်တဲ့ကြက်ချေးရောဆိုတာလို့ကြက်ချေးရောဆိုတာလို့ပဲ လေးဘုံဘုံတဘုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်။အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးဘုံကပဲဒုက္ခတဘုံကအဆိုးဖြစ်လာတယ်။အဲ့ဒီခေတ်လေကြော်ဖြတ်ခဲ့ရတာပဲ။အဲ့ဒီခေတ်ကတရိတာယူကလို့ခေါ်တယ်။တောပရယူကခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်။ အထာသဘာဝပဲလေစဉ်းစားကြည့်ပေါ့တည့်ရတိဆယ်လုံးဆိုအပ်တယ်အဲ့ဒီတည့်ရတိဆယ်လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်း၉လုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်း၉လုံးကပုတ်နေတဲ့တည့်ရတိကိုအကောင်းဖြစ်အောင်မလုပ်နိုင်ဘူး မလုံးနိုင်ဘူးအဲ့ဒီပုတ်နေတဲ့တေရတိတလုံးကနေပြီးတော့ကြံတဲ့ကိုလုံးကိုပုတ်တော့အောင်မယ်လုပ်တယ်ကောင်းပြတ်ပြတ်တယ်တော့မရှိဘူးနော်အဲ့ဒါလို့အဆိုးဘက်ကိုရောက်လာတာအဲ့တော့လူတွေဟာသုံးပုံကနေပြီးအဆိုးကနေတိုးလာတော့၄ပုံ၄ပုံဖြစ်လာတယ်ဒရိတာယူကလို့ခေါ်တယ်နောက်တစ်ခါ တဝက်စီကောင်းတဝက်စီဆိုးနေတဲ့အနေထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်လူလေးယောက်မှတယောက်ဖက်လူကောင်းကြံပြီးတော့ကြံတဲ့လူသုံးယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံတော့တယ်အဲ့ဒီခစ်ကိုကလိယုကလို့ခေါ်တယ်အဆိုးများသွားတဲ့ခစ်ပေါ့နော်ဆိုးများသွားတဲ့ခစ် ကောရမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလေးယူကမှပွင့်အောင်အဆိုးများတဲ့ခေတ်မှာဥပမာမဲ့လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲဟာစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ် တော့လူလောကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်ဆောင်းတယ်ဆောင်းနေတယ်အဆိုးဆုံးအချိန်ပိုင်းလို့သူပြောလို့ရတယ်ပေါ့နော်အချိန်ပိုင်းကိုရောက်လာအဲ့ဒီအချိန်ပိုင်းကလည်းပဲနောက်ဆုံးမှာလူလေးဘုံဟာလေးဘုံလုံးအဆိုးကြီးကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကြရင်တော့အကောင်းကုန်သွားပြီးတော့အဆိုးကြီးလွှမ်းမိုးသွားတဲ့အချိန်ရောက် အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာမိဟုံးတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်။အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုစွန့်ထက်တဲ့လက်နဲ့ကြည့်ရမိဟုံးတောက်ပဲဟာရေးကြည့်ပဲလေကောင်းလို့အဲ့တော့အကောင်းဆိုမမြော်လင်းမြော်လင်းလို့မရတဲ့အနေအထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကလေးကကလေးရုပ်ခေါ်တာကို အဲ့ဒီကလိယုဂထဲမှာမြတ်စွာဘုရားပွင့်တာဖြစ်လို့သုပိတိုင်းသုသိုးတဲ့သုဒီလိုပဲထလာမှာဖြစ်တယ်။နောက်ဆုံးကနောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်တိထီအောင်သိုးသွားပြီးတဲ့နောက်မှာတော့မုံတိုင်းထန်လို့မုံတိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတာပေါ်လာတတ်တယ်ပေါ့နော်။မုံတိုင်းတိုက်ပြီးတဲ့နောက်မှာ လေပြေလေးတိုက်လာတာတဲ့အဲ့ဒီချိန်ခါရောက်လာလို့ရှင်တော့အဆိုးတွေကကုံသွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင်ပဲလူတွေတတန်းတွေကလည်းမတမ်းမရှိအတင်ခြေတန်းတိအောင်ရောက်နတ်တွေတဲ့တောင်အသက်ရှိတဲ့အဆင့်တိအောင်ရောက်သွားနိုင် နောက်ပိုင်းမှာလူတွေအချင်းပြက်သည့်အတွက်ကြောင့်တက်တန်းတွေကပြန်ဆုပ်ယူလာဒါဆက်ကဝတိသုတ်တ္တမှာဒီတိုင်းပဲဟောထားတာဗျာနော်ဒီတိုင်းပဲဟောထားတာအဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာသောဝတရားကြီးတို့ဖြစ်ပြီးတော့နေအဲ့တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင် တော်ဝါရီအလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်တက်တွေလွန်မို့လာခြင်းဟာမကောင်းခြင်းအကြောင်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လိုက်လို့ခန္ဓာသွားတဲ့အနေထားမျိုးတော့ရှိတယ်မြတ်စွာဘုရားပွင့်သွားတာပြိဋိဘန်ဆန်သွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့တဖြည်းဖြည်းအဆိုးဘက်ကအာသာလာမှာပဲ တော့ခုချိန်မှာအဆုံးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုကိုယ်တိုင်ကောင်းနိုင်သမျှကောင်းအောင်စ조사ဖို့ကလွယ်ပြီးတခြားလို့ဆရာပါမှမရှိပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုကပဲဒီကလေးယူကထဲမှာပွင့်လာတဲ့အခါမှာချီးမားတဲ့အနှောက်ယှက်တွေမျိုးစုံကြုံရတယ်လူသားတွေကနှောက်ယှက်တာလို့နှစ်ထဲကလည်းပဲနှောက်ယှက် တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလားခုနကကလိယုဂဆိုရင်ကောင်းတာမကြိုက်တဲ့လူက၄ယောက်မှ၃ယောက်ရှိတယ်ကောင်းတာကြိုက်တာ၁ယောက်ပဲရှိတာအဲ့တော့အများအားသူကမကောင်းတာကြိုက်တဲ့လူတွေအများကြီး